have something to say to some time media and people. Please do not rewrite and post on social platform their histories or other country if you don't know exactly about all these. A country history is very important. Rewriting the history with total knowledge and posting it on social platform is disrespectful to that country. Another thing is please do not interfere in the affair of Myanmar ethnic group. The manhood of Myanmar ethnic groups are not related to Thai people. Just as Myanmar people do not interfere in Thailand's affair, and Myanmar people didn't interfere in the affair of Thailand and Cambodia. Interfering among ethnic groups of other countries is an act of inciting conflicts among them. So be a person who knows mutual respect. I want you to understand what I want to mean. ကျွန်တော်မပြောချင်တာလဲဆိုရင်အခုထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းမီဒီယာအချို့ရယ်ထိုင်းလူမျိုးအချို့ရယ်နောက်ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့မလူမျိုးအချို့ရယ်ပေါင်းပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့တမိုင်းကြောင်းတွေကိုရေးနေတာတွေ social platform တွေပေါ်မှာတင်းနေတာတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ပြောတဲ့တမိုင်းကြောင်းတွေထဲမှာတမိုင်းအမားတွေမဟုတ်မမှန်တမိုင်းတွေကိုပြောနေတာတွေပါတယ်အထူးသဖြင့်ဗမာပြူရဲ့ မဟုတ်မမှန်အတမိုင်းတွေတမိုင်းမားတွေကိုသူတို့ထုတ်ဖော်ပြောနေတာတွေတွေ့တယ်ဆိုတော့ကျွန်တော်မွန်လူမျိုးတွေနဲ့အဲမွန်နေရဲ့မွန်လူမျိုးတွေရဲ့တာဝန်ရှိတဲ့သူတွေကိုပြောချင်တာကအခုလိုမျိုးလှုပ်ရဲဆိုတာကမြန်မာနိုင်ငံမြန်မာနိုင်ငံမြန်မာတမိုင်းအထူးသဖြင့်ဗမာလူမျိုးတွေကိုတစ္ဆာဖောက်တဲ့လှုပ်ရဲဖြစ်တယ်မွန်လူမျိုးတွေကနေပြီးတော့ဗမာလူမျိုးတွေပေါ်တစ္ဆာဖောက်တဲ့လှုပ်ရဲဖြစ်တယ် နောက်တစ်ခုကကျွန်တော်တို့ခေတ်အဆက်ဆက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းရှေ့ခေတ်အဆက်ဆက်ကိုပြန်ကြည့်မယ်ဆိုရင်လည်းမိုးလူမျိုးတွေကထိုင်းနေနေပေါင်းပြီးတော့ပမာလူမျိုးတွေပေါ်တစ္ဆာဖောက်တဲ့လောက်ရက်တွေရှိခဲ့တယ်။ဒါကတမိုင်းတည်တဲ့သူတိုင်းတည်တယ်။တမိုင်းဖတ်ပြူတဲ့သူတိုင်းတည်တယ်။ဆိုတော့ကြတော့ဒါပေမဲ့ကျွန်တော်တို့ပမာလူမျိုးတွေကဒီပြီးခဲ့တဲ့မိုးနေက ထိုင်းနေတဲ့ပေါင်းပြီးတော့ဗမာလူမျိုးတွေအပေါ်တစ္ဆာဖောက်ခဲ့တဲ့ပြီးခဲ့တဲ့လောရဲ့အတေကိုပြန်ပြီးတော့ဒီဗမာကမှမော်နေကိုအပြစ်တင်နေတာမရှိဘူးဝေဖန်နေတာမရှိဘူးထိုင်းနေတဲ့ပေါင်းပြီးတော့ဗမာတွေကိုတစ္ဆာဖောက်လို့လေဒီဗမာတွေကမှမော်နေကိုတိုက်ခိုက်နေတာမရှိဘူးဒါပေမဲ့အခုချိန်မှာထပ်လုံလာမယ်ဆိုရင်တော့အခုချိန်မှာဒီလူမျိုးတစ္ဆာဖောက်တဲ့လောရဲ့တွေထပ်လုံလာမယ်ဆိုရင်တော့ကျွန်တော်တို့အခုမျိုးဆက်ကနေစပြီးတော့နောက် KSS မျိုးဆက်တိုင်းမှာမော်နေနဲ့ဗမာတွေကြားမှာ ဗမာရီအနေနဲ့ကလည်းမိုနီကခိအဆက်ဆက်ငါတို့ဗမာရီအပေါ်တိုင်းနေနေပေါင်းပြီးတော့တစ္ဆာဖောက်ခဲ့တယ်ဆိုတဲ့အတွေးတွေနဲ့တိုင်းနေမိုနီအပေါ်ကိုမုန်းသွားနိုင်တယ်ဆိုတော့ကျွန်တော်မိုနီနဲ့ဗမာရီနဲ့ကဒီလိုလုံးရမျိုးတွေမိုနီအနေနဲ့ဆက်လုပ်နေမယ်ဆိုရင်ရှေ့ဆောင်မှာပြိပခါတွေအများကြီးဖြစ်ပေါ်နိုင်တယ်ဆိုတော့ကျွန်တော်မိုနီရဲ့အကြီးအကဲတွေနဲ့တာဝန်ရှိသူတွေကဒီအရာတွေကိုစင်ကျင်စေချင်တယ်နောက်ပြီးတော့ကျွန်တော်တို့က မိုးနေကအခုလိုမျိုးဗမာတွေကိုတိုက်ခိုက်တာပဲဖြစ်ဖြစ်အပြစ်တင်တာပဲဖြစ်ဖြစ်ဝေဖန်တာပဲဖြစ်ဖြစ်ဒီလိုလုံးရဲ့မျိုးတွေကိုအထိုင်းနေနဲ့ပေါင်းပြီးတော့လုံမယ်ဆိုရင်စဉ်းစားကြည့်လို့ရတယ်မိုးဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံမှာတတမ်းမပြေဘူးဒီလိုတတမ်းမပြေတဲ့လူနည်းစုကတောင်မှရဗမာတွေလို35တန်းကျော်ရှိတဲ့ဗမာတွေကိုပြစ်တင်တဲ့ဝေဖန်နဲ့တိုက်ခိုက်တယ်ဆိုရင်အကယ်၍ဗမာတွေကပြန်ပြီးတော့တုံ့ပြန်တဲ့အချိန်မှာမိုးနေဘလိုမျိုးခံစားရမလဲ အရာရာတိုင်းမှာက limit ဆိုတာရှိတယ်တိခန့်တယ်ဆိုတာအတိုင်းအတာတစ်ခုပဲရှိတယ်အတိုင်းကကြောသွားရင်တော့ဗမာလူမျိုးတွေကလည်းပြန်ပြီးတော့တုံ့ပြန်မှာပဲဆိုတော့ကျတော့35သန်းကျော်ရှိတဲ့ဗမာလူမျိုးတွေကတုံ့ပြန်တဲ့အချိန်မှာကိုမွန်နေကခံနိုင်မှာမလားနောက်ပြီးတော့အဲ့လိုအချိန်ကကျမှဗမာတွေကိုဗမာတွေကလူမျိုးကြီးဝါတာချင်းတုံးတယ်မွန်နေကိုအနိုင်ကျင့်တယ်ဆိုပြီးတော့တော့ပြောလို့ရပါမလားဘသူမပြုတ်မိမိမှုဖြစ်တယ် ဗမာတွေကိုပြစ်တင်တဲ့ဝေဖန်တွေတိုက်ခိုက်တယ်အဲ KSSS မှာပြစ်တင်တဲ့ဝေဖန်တွေတိုက်ခိုက်တယ်2020တကနေစပြီးတော့နိုင်ငံရေးအခင်းအရာတွေစပြီးတော့ပို့ပြီးတော့တိတိတန်တာပေါ်တင်တိုက်ခိုက်လာတယ်ပြစ်တင်လာတယ်ဝေဖန်လာတယ်အခုဆိုရင် social platform တွေပေါ်ဒီတက်ပြီးတော့ပြစ်တင်လာတယ်ဝေဖန်လာတယ်ဆိုတော့ကြတော့တတိုင်းမပြည့်တဲ့လူမျိုးကဗမာလူမျိုးတွေကိုတိုက်ခိုက်တဲ့အချိန်မှာဗမာတွေကတီးမခံနိုင်တဲ့အချိန်ရောက်လို့တုံ့ပြန်တဲ့အချိန်မှာအဲ့ဒီခါကျမှမော်နီအနေနဲ့ကဗမာတွေကအနိုင်ကျင့်တယ် ်မိုးနေကိုဘယ်လိုလုပ်ပါလဲဆိုပြီးတော့ပြောလို့ရပါအောင်မလားဆိုတော့ကျတော့အခုကလေးကတိုင်းရက်လိုက်တာအကောင်းဆုံးပဲထင်တယ်မိုးနေလည်းတဘာနေနဲ့ပဲပတ်သက်ပြီးတဲ့တမိုင်းအမားတွေကိုတခြားနိုင်ငံကိုတော့ပြောစရာမလိုသလိုဘေးမှာကမှလည်းမိုးနေကိုတော့ပြောတိုက်ခိုက်စရာမလိုဘူးဒီနေရာမှာပဲရက်လိုက်တာအကောင်းဆုံးဖြစ်မယ်